ယဟန်ကောင်းယဟန်မြတ်တွေဟာတိတော့သုံးပါမလားတဲ့ဟောဒါဆိုရင်တိတော့သုံးနေတဲ့လူတွေကလူကောင်းတွေမဟုတ်ဘူးပေါ့နော်ယဟန်ကောင်းယဟန်မြတ်ဟုတ်မဟုတ်ဆိုတာကိုတိတော့နဲ့မတိုင်းရဘူးဗျနော်ကိုကျင့်သီလလုံရက်နဲ့တိုင်းရတယ်ကိုကျင့်သီလကောင်းပြီးလုံရက်မှန်မယ်ဆိုရင်ယဟန်ကောင်းဖြစ်တယ်ကိုကျင့်သီလလည်းမကောင်းလုံရက်လည်းမှန်မှန်ဘူးဆိုရင်ယဟန်ရုပ်ဖြစ်တယ်ဥဒင်းက ဗုဒ္ဓဘာသာဝင်တရားဒဂမတွေဘာသာရေးဗဟုသုတအသိဉာဏ်တိုးပွားဖို့အတွက်သူသင်းရဲ့ဆိုရှယ်မီဒီယာပေါ်မှာဓမ္မအမိအဖြေလုပ်ပေးတာလေအဲ့ဒါယဟန်ကောင်းတွေရဲ့လုပ်ရမဟုတ်ဘူးလားဟင်တရားတော်လိုပဲဥစဉ်ကိုမနာလိုဖြစ်နေတဲ့လူတယောက်နှစ်ယောက်ရှိတယ်တခါတည်းပြောလိုက်မယ်နော်ဥစဉ်နဲ့တရားတော်တို့ဟာလေမရလူဘက်ကြီးစားလူဘက်တွေလည်းမဟုတ်ဘူးစီးပွားပြိုင်ဘက်တွေလည်းမဟုတ်ဘူး တက္ကတော်တို့ရဲ့အကျိုးစီးပွားပြက်လို့ရပျက်စီးချောင်းကိုလည်းဥစဉ်တစ်ခုမှလုံးမထားဘူးပြီးတော့တက္ကတော်တို့ကိုဥစဉ်တိလည်းမသိဘူးเนาะဥစဉ်ကဥစဉ်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာဓမ္မအမေးအဖြေတွေကိုပဲတင်တယ်အဲ့ဒါကိုတက္ကတော်တို့ကလိုက်ပြီးတိုက်ခိုက်နေတယ်ဆိုတော့ဥစဉ်အပေါ်မှာတက္ကတော်တို့မနာလိုနေတယ်ဆိုတာမထင်ရှားနေဘူးလားဟင်ပြီးတော့တက္ကတော်တို့နဲ့ဥစဉ်ကအသွင်အပြင်လည်းမတူသလိုဘဝရည်တည်မှုလည်းမတူဘူး ဥစဉ်ကဒဂရကမတွေရဲ့လှူဒန်းမှုအပေါ်မှာရက်တည်နေရတဲ့သူဖြစ်တယ်။အဲ့ဒီလိုရက်တည်နေရတဲ့သူဖြစ်တာကြောင့်ဒဂါတော်တို့မနာလိုစရာကောင်းလောက်တဲ့အချက်လက်တွေဥစဉ်မှာဘာမှမရှိဘူးเนาะ။အဲ့ဒါကိုလိုက်ပြီးမနာလိုဖြစ်မနေပါနဲ့။ကိုဘောကကိုကြောင့်ကိုကြည့်ပြီးကိုလန်းကိုလျှောက်ပါเนาะ။လူဆိုတာလေမဟုတ်စရာနဲ့တူတယ်။မဟုတ်စရာဟာရုပ်ဆိုးအကြီးတန်းတဲ့ဘလူးရုပ်ကိုထုတ်ရင်ဘလူးရုပ်ကိုရမယ်။ ချောမောလှပတဲ့မင်းသားယုတ်ကိုထုမယ်ဆိုရင်မင်းသားယုတ်ကိုရမယ်။တက္ကတော်တို့ကိုဘောကယုတ်ထုကိုဘယ်လိုပုံစံထုမှာလဲ။သူများအကြောင်းစဉ်းစားပြီးယုတ်ဆိုးအကြည့်တန်တဲ့ဘလူးပုံထုမှာလား။ကိုเจ้าကိုစဉ်းစားပြီးချောမောလှပတဲ့မင်းသားယုတ်ထုလိုပုံစံမျိုးထုမှာလား။တည်တည်ချာချာစဉ်းစားပါနော်။သူများအကြောင်းစဉ်းစားပြီးတော့ငရဲကုန်ကူးတဲ့အလုပ်တွေမလုပ်ပါနဲ့လို့ဦးဇင်ပြောခြင်းပါတယ်။ကြားမှာပါဒီ မရှင်ဖေရတပြည့်တော်ကိုတစ်ခုလောက်ဖြေပေးပါလားဖေရယေရှုဘာသာမှာနိဗ္ဗာန်ကိုရောက်နိုင်တဲ့တရားရှိပါသလားဖေရ နောက်သူကရောဘာလို့နိဗ္ဗာန်ထိမရောက်နိုင်တာလဲဖေရဖြေပေးပါဖေရတဲ့မဟာပရိနိဗ္ဗာန်တုံးမှာမြတ်စွာဘုရားပရိနိဗ္ဗာန်စံဃာနေတော့သူဘဒအမိရှိတဲ့ပရပိုက်ကြီးမြတ်စွာဘုရားထံရောက်လာပြီးမြတ်စွာဘုရားတိတိဆရာကြီး6ယောက်ကလည်းသူတို့ကို သူတို့ဖရားလို့ဆိုပါတယ်ဖရား မြတ်စွာဘုရားကလည်းဖရာလို့ဆိုပါတယ်ဖရာဘယ်သူကဖရာစင်စစ်ဖြစ်မှန်းဝေခွဲမရတဲ့အတွက်ဘသူကိုမှီဝဲစိတ်ကရပါမလဲဖရာလို့မြတ်စွာဘုရားကိုမြင်းမြန်းလျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကသူဗတ္တနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့မဂ်ဂင်၈ပါးအကျင့်မြတ်တရားဘေသာသနာမှာရှိလေကြည်လိုက်ပါကြည်လိုက်လို့တွေ့ပြီဆိုရင်အဲ့ဒီမဂ်ဂင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံတဲ့သာသနာကိုမှီဝဲစိတ်ကပါလို့ဖြေကြားတော်မူလိုက်ပါတယ် အဲ့ဒီခါမှာသူပဒပရပိုက်ကြီးဟာနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့မဂ်ဂင်ရှိပါအကျင့်မြတ်တရားဘယ်ဘာသာဘယ်သာသနာမှာရှိတယ်လဲလို့စင်ကြင်သုံးသက်ကြည့်လိုက်တဲ့အခါမှာအခြားဘယ်ဘာသာဘယ်သာသနာမှာမှမတွေ့ပဲမြတ်စွာဘုရားရဲ့သာသနာမှာသာရှိကြောင်းသိမြင်သွားပါတယ်။ဒါကြောင့်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိနေစဉ်အချိန်ပိုင်းလေးမှာပဲယဟန်ပြုပြီးတော့မဂ်ဂင်ရှိပါအကျင့်မြတ်တရားကိုအာထုတ်လိုက်တာ နောက်ဆုံးမှာယဟန်တာဖြစ်သွားပါတယ်။ဒါကြောင့်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာဟာ ဘယ်ဘာသာဘယ်သာသနာမှမရှိပါဘူးဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့သာသနာမှာပဲရှိပါတယ်ယေရှုနိဗ္ဗာန်မရောက်ရခြင်းအကြောင်းရင်းဟာလည်းပဲမကင်ရှိပါအချင်းမြတ်တရားကိုမကျင့်သုံးလို့ပဲဖြစ်ပါတယ်နားလည်ပါစီနော်အရှင်ဘုရားတက္ကမတုကိုတည်တည်ပေးရင်အဘတ်တင်လားရှင်းပြပါဦးဘုရားတဲ့အဘတ်တင်ပါတယ်နော်ယဟန်တို့ရဲ့ဝင်းဒီထဲမှာအနေသနာ20တပါးဆိုတာရှိပါတယ် အဲ့ဒီအနေသနာ20ပါးထဲမှာဖလဒါနတိတိပေး၍လက်လာဘရှာမိခြင်းဆိုတဲ့အချက်ပါတာကြောင့်ယဟန်တွေအနေဖြင့်ဒကာဒကာမတွေကိုတိတိပေးခြင်းပန်းပေးခြင်းတွေမလုပ်ရပါဘူးယဟန်တွေအနေဖြင့်ဒကာဒကာမတွေကိုတိတိပေးခြင်းပန်းပေးခြင်းတွေလုပ်မယ်ဆိုရင် အနေသနာသိခါဖို့20ပါးထဲမှာပါဝင်နေတာကြောင့်ဒုက္ခအာဘတ်သင်ပါတယ်တတိတော်ယွာကဖျားမှာယဟန်တာရဲ့မြတ်တဲ့ဘိတ်ကို တက်လူတဲ့ဒိဋ္ဌိပုံရှိပါတယ်ဖေယပုံကလည်းဟိုဘောဒီဘောနဲ့ပါဖေယဘာကြောင့်လူတာလဲဖေယရှင်းပြပေးပါတဲ့အဲ့ဒီတပိတ်လူတဲ့အကြောင်းကိုပြောရမယ်ဆိုရင်လေတခါတုန်းကရာဇဂျုံမြို့မှာတထေတူးကစန္တကူနတ်တာတပိတ်ကိုအတောင်60လောက်မြင့်တဲ့တိုင်ထိပ်မှာခြီးပြီးတော့လောကမှာယဟန္တာယဟန္တာလို့ပြောနေကြတယ်လောကမှာတကယ်ယဟန္တာရှိတယ်ဆိုရင်ကောင်းကင်ကနေပြန်ပြီးတော့ဤတပိတ်ကိုယူနိုင်ရမယ် မယူနိုင်ဘူးဆိုရင်တော့လောကမှာယဟန္တာမရှိဘူးလို့ကြွေးကြော်လာတဲ့အတော့အဝတ်မဝတ်တဲ့အကျင့်ကိုကျင့်နေတဲ့တိဋ္ဌိဆရာကြီးတွေကသူတို့ယဟန္တာဖြစ်ကြောင်းသက်သေပြလို့တဲ့အနေဖြင့်စံတကုဏ္ဏတာတပိတ်ကိုတက်ယူဖို့ဟန်ပြင်နေတဲ့ပုံပါ နော်အဝတ်မဝတ်တဲ့တိဋ္ဌိဆရာကြီးတွေဖြစ်တဲ့အတော့အဝတ်မဝတ်တဲ့ပုံကိုထုလို့ရမှာမှန်တော်လေးပဲလူတွေရဲ့အမြင်မှာကြည့်လို့ရှုလို့ပတာရမတင့်တယ်တာကြောင့်အဝတ်အနေငယ်လေးဝတ်ထားတဲ့ပုံစံလေးလုပ်ပြီးဟိုဘော်ဒီဘော်ပုံစံမျိုးပြထားခြင်းဖြစ်ပါတယ် အဲနောက်ဆုံးမှာအဲ့ဒီစံတကူနတ်တာတပိတ်ကို အရှင်ပိန်ဒေါ်လာကိုတိုင်တက်ယူလိုက်ပါတယ်နော်အရှင်ဖေယရှင်ဥပဂௌဒရှိတာလားမရှိတာလားအတိအကျတိကျင်လို့ပါမိမ့်ပေးတော်မူပါဖေယတဲ့အဲ့ဒီရှင်ဥပဂௌဒအကြောင်းအရာကိုဥစဉ်ခဏခဏဖြေပါတယ်နော်အခုလဲပဲထပ်ဖြေပေးလိုက်ပါဦးမယ်ရှင်ဥပဂௌဒအကြောင်းအရာဒီဖေယဟောမှာလုံးဝမရှိပါဘူးရှင်ဥပဂௌဒအကြောင်းအရာဒီ ဖះဟောမှာမရှိပါပဲနဲ့။ဘာကြောင့်ပေါ်ပေါက်လာရတာလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း1900လောက်တုန်းကမုဒ္ဓမခေတ်မှာစာတက်ပြီးတဲ့ကိုရင်ကြီးတစ်ပါးဟာဈေးမဲ့တောင်တန်းကိုသွားပြီးတရင်သုံးပါတယ်။ဈေးမဲ့တောင်တန်းကိုရောက်တဲ့အခါမှာဈေးမဲ့ပန္နာတာအမိနဲ့သူကကြမ်းတဆောင်ရေးပါတယ်။အဲ့ဒီဈေးမဲ့ပန္နာတာကြမ်းထဲမှာဥပဂௌတတိတ်တနာဂဆိုတဲ့အမိနဲ့အရှင်ဥပဂௌတအကြောင်းအရာကိုသူကထည့်ရေးပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့အရှင်ဥပဂௌဒ္ဒအကြောင်းအရာကျေပြန့်လာခြင်းဖြစ်ပါတယ်။ဒါကြောင့်အရှင်ဥပဂௌဒ္ဒအကြောင်းအရာသည်ဇင်းမေပန္နာတကြံတဲ့ကအရာသာဖြစ်တဲ့အတွက်ဖရာဟောပိတကမှာမရှိတာကြောင့်အရှင်ဥပဂௌဒ္ဒအကြောင်းအရာသည် ဖရာဟောပိတကမှာမရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာကိုကောင်းပါရဲ့နဲ့ကိုအပေါ်မကောင်းတဲ့သူနဲ့တွေ့ရတာဟာဘာကြောင့်ပါလဲဖရာ။ တခါတလေစိုးကျင်တဲ့စိတ်တောင် ဖြစ်ပါတယ်ဖေ။ပြောပြပေးပါဖေတဲ့။ကိုကောင်းတိုင်းကို့အပေါ်ကောင်းတဲ့သူနဲ့တွေ့ရမယ်လို့ဖေကပုံသေးမဟောပါဘူး။ကိုကောင်းတိုင်းကို့အပေါ်ကောင်းတဲ့သူနဲ့သာတွေ့ရမယ်ဆိုရင်လောကမှာဖေလောက်ကောင်းတဲ့သူဘယ်သူမှမရှိပါဘူး။ဖေတောင်မှသူ့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ရပါတယ်။နိဗ္ဗာန်မရောက်သေးတဲ့၍တန်တရာမှာကျင်လည်နေရသေးသမျှကာလပတ်လုံးကောင်းတဲ့သူနဲ့လည်းတွေ့နိုင်သလို့ ကောင်းတဲ့သူနဲ့လည်းတွေ့နိုင်ပါတယ်မိမိကသာမကောင်းတဲ့သူနဲ့တွေ့တဲ့အခါတည်ငြိမ်သောအင်တရီဖြင့်ရှင်ဆိုင်တက်ဖို့ပဲလိုပါတယ်သူဆိုတိုင်းကိုကလိုက်ပြီးတော့မဆိုးမိပါသေးနဲ့အရှင်ဖေယဗတိစိတ်တာဂုံတော်ပွားတာတွေကိုအဲ့ရာထဲခုံတွေပေါ်မှာစိတ်လို့ရပါသလားဖေယဝီစီနဲ့ပြောပြပေးပါအရှင်ဖေယတဲ့ဗတိစိတ်တယ်ဆိုတာကဘာဝနာလုပ်ငန်းဖြစ်ပါတယ်ဘာဝနာလုပ်ငန်းဆိုတာက စိတ်နဲ့ပွားရတဲ့အရာ ဖြစ်တာကြောင့်ဘယ်နေရာဘယ်ဒေသမှာဘယ်လိုဣရိယာပုံနဲ့ပဲဖြစ်ဖြစ်ပွားများလို့ရပါတယ်အရှင်ဖေယမိခွန်လေးတစ်ခုလောက်မိခွင့်ပြုပါဖေယမိမနဲ့သားသမီးတို့ကိုစေတနာနဲ့လှုပ်ကြွေးရတာကုသိုလ်ရပါသလားဖေယတဲ့ကုသိုလ်ရတာပေါ့နော်မြတ်စွာဘုရားကမင်္ဂလာတုံးမှာပုဒ္ဒဓာရတသင်္ကဟောသာမယတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းသည် ကောင်းမြတ်သောမင်္ဂလာမီဤလို့ဟောကြားထားပါတယ်။ချင်းမြောက်ထောက်ပံ့တဲ့နေရာမှာလည်းပဲ၄ချက်ရှိပါတယ်။၄ချက်ကဘာတွေလဲဆိုရင်၁။သားမယားကိုပစ္စည်းဥစ္စာတစ်စုံတစ်ခုပေးခြင်း။၂။သားမယားကိုချစ်လိုဖွယ်သောပိယဝါစာစကားပြောဆိုခြင်း။၃။အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက်ဆောင်ရွက်ပေးခြင်း။၄။စားမှုနေမှုဆက်ဆံမှုတို့၌ကိုနှစ်ထပ်တူ ပြုခြင်းတို့ဖြစ်ပါသည်။ အဲ့ဒီလေးချက်နဲ့အညီသားမယားတို့ကိုပြုစုလှုပ်ကြွေးစောင့်ရှောက်မယ်ဆိုရင် မင်္ဂလာတရားနဲ့ညီတာကြောင့်ကုသိုလ်ရတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖရာဝီနီးမညီတဲ့ဖရာသားတော်တွေဘယ်လိုအပြစ်တွေဘယ်လိုငရဲကြီးတဲ့လဲဗျာ။ဝီနီးမညီဘူးဆိုရင်တော့အဘတ်တင်တာပေါ့နော်။အဘတ်တန်လန်းနဲ့တေးမယ်ဆိုရင်ငရဲနဲ့တရိတ်ဆန်တစ်ခုခုပဲလို့ဖရာဟောရှိပါတယ်။ ဒါကြောင့်အာဘမစင်ကြယ်ရလေအောင် ပရိဝတ်စောက်တည်ခြင်းနေ့စဉ်ဒေသနာကြားခြင်းစတဲ့အလုပ်တွေကိုတန်ဃာတော်တွေကလုပ်ရပါတယ်။ဒါကြောင့်ဖုန်ကြီးဘဝဆိုတာဟာလည်းပဲလွယ်တယ်တော့မထင်ပါနဲ့နော်။ဖုန်ဖုန်ဖေးရတပည့်တော်မကလူကိုစိတ်ကောင်းထားပါတယ်။ဟိုတုန်းကချမ်းသာလို့အခုကျဘာလို့စင်ရဲရပါတလဲဖေးရပြန်ဖြေပေးပါဖေးရတဲ့။စိတ်ကောင်းထားတယ်ဆိုတာကသူတော်ကောင်းတွေရဲ့လက္ခဏာဖြစ်တဲ့အတွက် မွန်မြတ်ပါတယ်။သို့တော်လည်းပဲစိတ်ကောင်းထားတိုင်းချမ်းသာကြီးပွားရမယ်လို့ဖះမဟောပါဘူး။နော်။ချမ်းသာကြီးပွားခြင်းတည်းဆိုရင်တံ္ဗရာ၄ချက်နဲ့ညီအောင်ကျင့်ရပါမယ်။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတကရပတ္တမြို့မှာနေထိုင်တဲ့ဒီကဇာနုဆိုတဲ့တကားတယောက်ဖះထံရောက်လာပြီးဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားပိဿုပ္ပံကြီးပွားကြောင်းတရားများရှိရင်ဟောကြားတော်မူပါလို့ရှောက်ထားပါတယ်။ အဲ့ဒီအခါမှာမြတ်စွာဘုရားကပိဿုပံမှာကြီးပွားချမ်းသာခြင်းတည်းဆိုရင်နံပါတ်1ဥထာဏတံပရာလုပ်ငန်း၌တက်တက်ကြွကြွရှိရပါမယ်လုပ်ငန်း၌တက်တက်ကြွကြွရှိုံနဲ့ရပြီလားဆိုရင်မရသေးပါဘူးဓက်ခလုပ်ငန်းကျွမ်းကျင်မှုလည်းရှိရပါမယ်အနာလတဇွဲကောင်းမှုလည်းရှိရပါမယ်ဥပါယဝီမန္တနီးပညာလည်းရှိရပါမယ်နံပါတ်2အရက္ခတံပရာ ရှာဖွေလို့ရရှိလာတဲ့ပစ္စည်းဥစ္စာများကိုလည်းကောင်းစွာတင်စီတက်ရပါမယ်။နံပါတ်3ကလျာဏမိတ်တတံပရာမိကောင်းဆွေကောင်းတို့ကိုလည်းရှာဖွေပေါင်းသင်ဆက်ဆံတက်ရပါမယ်။နံပါတ်4တမဇီဝိတတံပရာဝင်ငွေနဲ့ထွက်ငွေကိုလည်းညှတစွာသုံးဆွဲတက်ရပါမယ်။ဤတံပရာ၄ချက်နဲ့ညီအောင်ကျင့်မယ်ဆိုရင်ပိဿုပ်ပံမှာကြီးပွားချမ်းသာလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားတော်မူပါတယ်။ အခုလဲပဲကဘာမှာအချမ်းသာဆုံးဖြစ်တဲ့တထေးတွေကိုကြည့်လိုက်ပါအပေါ်ရန်အကြောင်းတရားတွေကွဲပြားနေပြီမဲ့အရင်စိတ်ကြည့်လိုက်မယ်ဆိုရင် သူတို့တွေဟာတံပရာ၄ချက်နဲ့ညီအောင်ကျင့်လို့ချမ်းသာကြတာဖြစ်ပါတယ်ဒါကြောင့်မိမိလည်းချမ်းသာကြည်ဝါကျင်တယ်ဆိုရင်တံပရာ၄ချက်နဲ့ညီအောင်ကျင့်ရမှာဖြစ်တယ်လို့ပြောကြပါတယ်ဦးဇင်ဖေယတပည့်တော်ကကျက်စီထမင်းဆိုင်ဖွင့်ထားပါတယ်ဖေယျ ချက်တွေကို သူများစီကအသေးတွေကို ယူပြီးချက်ပြုတ်ရတာဖြစ်လို့ငရဲကြီးပါသလားဖေဟာတဲ့ဒါကဒီလိုရှိပါတယ်ငါအဲ့အတွက်ဘဏ္ဍကောင်ပို့သက်ပေးပါဆိုပြီးကြိုမာထားတယ်ဆိုရင်တော့မိမိရဲ့လုံလပယောကမကင်းတာကြောင့်အပြစ်ရှိတဲ့အတွက်ငရဲကြီးနိုင်ပါတယ်ကြိုမာထားခြင်းမရှိဘဲနဲ့သူတို့အပ်ပြီးသားကိုဝယ်ယူတယ်ဆိုရင်တော့မိမိရဲ့လုံလပယောကကြောင့်တည်ဆုံခြင်းမဟုတ်တဲ့အတွက် အပြစ်မရှိလို့ငရဲမကြီးနိုင်ပါဘူး အားလုံးပဲမင်္ဂလာပါဒီကောမန့်လေးကိုဥစဉ်ပြန်ပေးခြင်းလို့ပါနော်ဖုံဖုံကတရားမကျင့်ပဲဝေဖန်နေတာ မကောင်းဘူးနော်တဲ့ဥစဉ်ငငယ်တုန်းကညဘက်ကြီးကြက်တွေကင်တဲ့အခါမှာဖခင်ဖြစ်သူကညဘက်ကြီးကြက်တွေမကင်နဲ့ညဘက်ကြီးကြက်တွေကင်ရင်ကြက်မြက်တင်ပြီးမျက်လုံးကွယ်တတ်တယ်လို့ပြောပါတယ်အခုလဲပဲဒီမတ်ပိုင်ရှင်ဟာ ကြက်မြက်တင်ပြီးမျက်လုံးပွယ်နေပုံရပါတယ်အမှန်တရားကိုသူမမြင်ရှာဘူးနော်ဟုတ်ပါတယ်ဦးစင်းကဝေဖန်တာပါစော်ကားနေတာမဟုတ်ပါဘူးတိုက်ခိုက်နေတာလည်းမဟုတ်ပါဘူးမှန်ပိုင်ရှင်လာမှန်ထားတဲ့ပိုထဲကလူတွေဟာဗုဒ္ဓဘာသာရဲ့ပုံရိပ်ကိုကြာဆင်းနေအောင်လှုပ်ဆောင်နေတဲ့အတွက်မလှုပ်ဆောင်ဘူးဦးစင်းအနေနဲ့တားမြစ်တာလीဘာများမှားသွားလို့လဲဟွန်းဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်မဟုတ်ဘူးလားမပိုင်ရှင်လည်းပဲဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင်ဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်နော်အမှန်မြင်နိုင်အောင်ကြိုးစားပါလို့ဦးစင်ပြောခြင်းပါတယ်ဒါပါပဲဖုံဖုံဖေရတပြည့်တော်ကမီးလောင်သွားပါတယ်ဖေရတယောက်တည်းမဟုတ်ပါဘူးသုံးယောက်ပါဖေရအတိတ်ဘဝကဘာတွေလုံးမီးလို့ပါလဲဖေရတဲ့ ဖျားရှင်လက်ထက်တော်အခါကဥဒေနမင်းကြီးရဲ့မိဖုရားတမ္မာဝတီမိဖုရားနဲ့တကွမောင်းမမိတ်တန်900တို့ဟာမိရှုပြီးအသက်ခံခဲ့ရပါတယ်ဘသူကတတ်တာလဲဆိုရင် မာဂန္ဒီမိဖုရားကတတ်တာဖြစ်ပါတယ်ဤအကျိုးဆက်ဘာကြောင့်ဖြစ်ရတာလဲဆိုရင်တမ္မာဝတီမိဖုရားနဲ့တကွမောင်းမမိတ်တန်900တို့ဟာအတိတ်ဘဝတစ်ခုတုန်းကပိစေကဗုဒ္ဓမထေရကိုမိရှုပြီးတပ်ဖြတ်ခဲ့ဘူးပါတယ် အဲ့ဒီကံကြောင့်သူတို့ဟာမိရှုအသက်ခံရခြင်းဖြစ်ပါတယ်ဤတရကကို ထောက်ဆ၍ပြောရမယ်ဆိုလို့ရှိရင်ဒီမတ်ပိုင်ရှင်လည်းပဲမိလောင်ခံရတယ်ဆိုတာဟာပိဿုပ်ပံမှာအခြားအကြောင်းအရာတွေများစွာရှိပေမဲ့အတိတ်အနေနဲ့ပြောမယ်ဆိုရင်တော့ဘဝတစ်ခုမှာသူတစ်ပါးကိုမိရှုခဲ့ဘူးလို့ဖြစ်ပါလိမ့်မယ်ဦးစင်ဘာသာကြားကိုစော်ကားခြင်းဘာသာကြားကိုစော်ကားတာကိုဝမ်းသာခြင်းဗုဒ္ဓဘာသာမှာပြုပိုင်ခွင့်ရှိပါသလား အားလုံးသိစေရန်ဟောကြားပေးရန် တောင်းဆိုပါれလေးစားလျက်ပါတဲ့ဘုရားရဲ့အဆုံးအမကိုတကယ်သိပြီးဘုရားရဲ့အဆုံးအမကိုထဲထဲဝင်ဝင်လိုက်နာတဲ့သူမှန်ရင်တော့ဘယ်ဘာသာကူမှလည်းမစော်ကားသလိုစော်ကားတာကိုလည်းအားပြီးအားမြောက်လုပ်မှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုရင်ဘုရားဖျားရှင်ကိုတော်တိုင်ကဘယ်သူကမှမစော်ကားသလိုစော်ကားတာကိုလည်းအားပြီးအားမြောက်မလုပ်လို့ပဲဖြစ်ပါတယ် ို့သောဗုဒ္ဓဖះရှင်ကဘသူကိုမှလည်းမစော်ကားသလိုစော်ကားတာကိုလည်းအပေးအမြောက်မလုပ်တာမှန်ပေမဲ့မိမိကိုစော်ကားလာပြီဆိုရင်တော့အဘုဒ္ဓံအဘုဒ္ဓါတော့နိဗ္ဗေဒီတပံမဟုတ်ရင်မဟုတ်တဲ့အကြောင်းခြေပပြောဆိုရမယ်တဲ့ဘုဒ္ဓံဘုဒ္ဓေတော့ပရိသာဏိတပံဟုတ်ရင်လည်းဟုတ်တယ်ဆိုတဲ့အကြောင်းအမှန်တိုင်းဝင်ခံရမယ်တဲ့မဟုတ်ရင်မဟုတ်ဘူးလို့ခြေပပြောဆိုတဲ့နေရာမှာ ရန်ခိုင်ဒေါသနဲ့မပြောရဘူးတဲ့နော်တဟဓမ္မေနတရားသောနိလန်းဖြင့်ပြောဆိုရမယ်တဲ့ဒါကြောင့်ဘုရားဤအလိုတော်အရာဘုရားဘာသာဝင်များသည်ဘုရားအဆုံးအမအတိုင်းပြောရမယ်ဆိုရင်ဘယ်ဘာသာကိုမှလည်းစော်ကားခွင့်မရှိသလိုစော်ကားတာကိုလည်းအားပေးအမြောက်လုပ်ခွင့်မရှိပါဘူးသို့တော့မိမိကိုစော်ကားလာပြီဆိုရင်တော့တရားသောနိလန်းဖြင့်ပြန်လည်ခြေပပြောဆိုခွင့်တော့ရှိပါတယ် ုံဖုံဖရမောဟဆိုဘာလဲဖရမြန်မာလိုရှင်းပြပါဖရဖုံမကောင်းလို့ဖြစ်ဖက်ပေးတော်မူပါ ဖုံဖုံတရားတော်တွေအမြဲကြည့်ဖြစ်ပါတယ်ဖရတဲ့မောဟဆိုတာတွေ့ဝေခြင်းတဏီမတိခြင်းလို့အဓိပ္ပာယ်ရပါတယ်မောဟက၃မျိုးရှိပါတယ်မောဟ၃မျိုးကဘာတွေလဲဆိုရင်၁ကုသိုလ်အကုသိုလ်နှင့် အမှားအမှန်ကို မတိခြင်း အပတိဝိပတိမောဟနှင့် ကုသိုလ်ကို အကုသိုလ်ထင်ခြင်း အကုသိုလ်ကိုကုသိုလ်ထင်ခြင်း အမှားကို အမှန်ထင်ခြင်းအမှန်ကိုအမှားထင်ခြင်းဝိပတိပတိမောဟ3မိမိကောင်းစားရေးတစ်ခုတည်းကိုသာရှေးရှုမြင်တတ်တဲ့မိစ္ဆာပတိပတိမောဟဆိုပြီး၃မျိုးဖြစ်ပါတယ်ဒါဟာ မောဟရဲ့အတိတ်ပဲနဲ့မောဟ၃မျိုးပဲဖြစ်ပါတယ်ဝီနီတရားကို လူတွေကို ဟောပြခွင့်ရှိလားဖေရားတဲ့ လူတွေကို ဟောပြခွင့်ရှိလားမဟုတ်ဘူးเนาะဟောဖို့ကိုလိုအပ်နေတာပါလူတွေအနေဖြင့်တန်ဃာတော်တွေရဲ့ဝီနီးကိုသိဖို့လိုအပ်ပါတယ်တန်ဃာတော်တွေရဲ့ဝီနီးကို လူတွေသိထားမှသာလျှင်တန်ဃာတော်တွေကိုဝီနီးနဲ့အညီကိုးကွယ်စည်းကပ်တတ်မှာဖြစ်ပါတယ်ဒါကြောင့်လူတွေကိုဝီနီးတရားဟောပြသင့်တယ်လို့ဟောဖို့လဲလိုအပ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အများသူငါတိအောင် ဖြည့်ရှင်းပေးတာမတိတဲ့သူတွေအတွက်အကျိုးကျေးဇူးကြီးမားပါတယ်ဖေယားဒါပေမဲ့တပည့်တော်မိတာကတော့မဖြည့်ပေးဘူးဘာကြောင့်လဲဖေယားတဲ့မမြင်လို့မဖြည့်မိတာပါနော်ပြီးတော့ဦးသိန်းကဒီတက်တော့မှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူးအားလက်တဲ့အချိန်တက်တော့ကိုတက်လာမှသာ တွေ့တဲ့မိခွန်းကိုဖြည့်ပေးလိုက်တာပါ တပည့်တော်မေးထားတာကြားပါပြီဖရာမန္တလေးမဟာမြတ်မုနိဖရာဟာဖရာဟောပါဠိတော်နဲ့မညီတဲ့ရုပ်ပွားတော်ဖရာရင်ွှေ့ခိုးလုံးတယ်ဆိုတာလည်းမဟုတ်ဘူးလို့အရှင်ဖရာမိတ်ဆိုခဲ့ပါတယ်အဲ့တော့တပည့်တော်မတိတာက ဖရာဟောပါဠိတော်နဲ့မညီရင်ကိုးကွယ်သင့်မကိုးကွယ်သင့်အတိအကျတိကျင်ပါတယ်ဖရာ ကိုးကွယ်ရင်ရောအပြစ်ဖြစ်ပါသလားတဲ့ဥစဉ်ပြောတာက ဖះဟောပါဠိတော်မှာမပါဘူးလို့ပြောတာပါနော်မကိုးကွယ်ကောင်းဘူးကိုးကွယ်ရင်အပြစ်ဖြစ်တယ်လို့မပြောပါဘူးတိဋ္ဌံတွေနိဗ္ဗူတွေစာပြီးတမေစိတ်တွေတမန်ဖလံတတ်တော်ထင်ရှားမြတ်စွာဘုရား၌ဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်သောဖះရှင်တို့အားရည်မှန်း၍ထုလို့ကိုးကွယ်ထားသောစေတီပထိုးရုပ်ပွားစင်းတူတော်၌ဖြစ်စေကြည်ညိုမှုတရားတရားတူမျှမယ်ဆိုရင် တတော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့မြတ်စွာဘုရားဟောကြားထားသောကြောင့်ဖရာဟောပါဠိတော်မှာမပါတော်လဲပဲတတော်ထင်ရှားဖရာရှင်ကိုရည်မှန်းပြီးထုလို့ကိုးကွယ်ထားတဲ့စေတီပထိုးရုပ်ပွားစင်တုမှန်ရင်ကိုးကွယ်စည်းကပ်ကောင်းပါတယ်ကိုးကွယ်စည်းကပ်လို့လဲဘာအပြစ်မှမဖြစ်သည့်အပြင် ကောင်းကျိုးဖြစ်လာနိုင်စရာအကြောင်းပဲရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် တရေတဆေတွေက30တပုံဘယ်ပုံမှာပါပါတလဲဖရားတဲ့တရေတဆေတွေက အပယ်၄ပုံတည်းကပြိတာဘုံသားတွေဖြစ်ပါတယ်လူတွေနဲ့ဘဝအကျိုးပေးမတူတဲ့အတွက်ပြိတာဘုံသားတွေလို့သာပြောလိုက်တာပါတကယ်တော့ပြိတာဘုံရဲ့လို့သိချာမရှိပါဘူးလူတွေနေတဲ့အရက်မှာပဲသူတို့ကနေကြတာပါဘဝအကျိုးပေးမတူတဲ့အတွက်ကြောင့်သာ သူတို့ကိုပြိတာဘုံသားတွေလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်